မင်္ဂလာပါရှင်အခုတခါဖတ်ပြပေးမယ့်ဝိထုတူလေးရတော့စာရေးသူစောင်းဝင်းလက်ရဲ့မပျော်ချောင်းလားပျော်ချောင်းလားဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်နားဆင်ကြပါအောင်ရှင် မနက်မိုးစင်စင်လင်းခဲ့လျင်ဖြင့်အင်သာရေစေးရမည်ဆိုသည်ကို မောင်ဖုံးမြင့်တီးပြီးသားညကဟိုဘက်ခမ်းမှအတန်တွေကြားရသည်အင်ရှင်ဤသားအကြီးကောင်အောင်စိုးဦးအရက်တောက်လာသည့်အကြောင်းအင်သာထဲမှအော်အန်ထားသည့်အကြောင်းဒီကောင်လေးအသက်ကအလွန်ဆုံးရှိမှ18နှစ်ပေါ့ရှစ်တန်းနှင့်ကြောင်ထွက်ထားသည်ကြာပန်းရရာအလုံလုံနေသည်သူနှင့်တွဲ၍အလုံလုံနေသည့်ကောင်လေးကလည်းသူနှင့်အရွယ်ချင်းမတိမ်မရင်နာမည်တော့မသိဘူး တန်လျင်မာနေသော အောင်စိုးဦးတို့ဒေါ်ဤသာအောင်စိုးဦးနှင့်ညီအကိုဝမ်းခွဲဟုသိရသည်ညကအောင်စိုးဦးအရက်တောက်လာသည်ကို ဖိုးတင်အေးကတွတ်တွတ်ပြောနေသည် ဖိုးတင်အေးကအောင်စိုးဦး၏ဦးလေးအလံအောင်စိုးဦးအမေမတ်ပြုံဤမောင်မတ်ပြုံတို့ကမောင်နှမလေးယောက်ရှိသည်မိဘမရှိကြတော့တိမ်ပါသွားကြပြီမတ်ပြုံကမုတ်ဆိုးမှာအသက်30ကျော်သူခင်ပွန်လဲတိမ်ပါတာကြပြီလေ မပြုံကအိမ်မှာပစုံတောင်ကတယုံမတယောက်ဤဆက်ကိုယူကဓာဆက်လိုက်ရသည် အထယ်တွေကိုဓာဆက်လိုက်ပေးရသည်မနက်စောစောပိုင်းတွင်ရေကျော်မှာပဲပြုတ်သွားရောင်ရသည်သည်မပြုံအောက်ကမောင်ပဲလော်ကအထယ်ဟောင်းရောက်သည့်ဆိုင်တန်းမှာဈေးခေါ်လုပ်ပေးရသည်ရလာလျင်လဲအိမ်ကိုကောင်းကောင်းမပီးအရက်ဆွဲနေသူသူ့အောက်ကဖိုးတင်အေးကပထမရက်ွက်သမဝါယမဈေးဆိုင်မှာအယောင်းသမား ပြီးခဲ့သည့်တကြံတွင်ကစိုင်းတာဝန်ခံနှင့်ပฏิပခဖြစ်ကအလုံနာရသည်အလုံနာနေစဲတွင်တခြားရက်ွက်မှကောင်းလေးတစုနှင့်စကားများရန်ဖြစ်ကြရာပေလှော်ကားပါဝင်ကူရင်ညီအကိုနှစ်ယောက်အင်းစိန်ထောင်မှဆယ်ရက်အချုပ်ခံခဲ့ကြရသည်ပြန်လာတော့ကရုံတွင်နေဖိုးတင်အေးကလဟာပြင်းစည်းမှကုန်ထန်းအလုတ်သွားလို့သည်သူတို့နှစ်ယောက်အောက်ကညီအငယ်ဆုံးလေးမိုးကြော် သူ့ကိုတိတ်ကြံမပြေဘူးဟုသဘောထားကညီအကို မောင်နှမအများက မိုးကြောင်ဟု နောက်ပြန်ခေါ်ဝေါ်ကြသည်မိုးကြော်ကို ရက်ွက်ကချစ်သည် သူကအယံမိသက်တက်ဖွဲ့ဝင်လဲဖြစ်သည်ညာဘက်မိခင်လဲဆောင်းသည်မြို့နယ်လူကြီးများမှစီမံကိန်းချဆောင်ရွက်နေသောယာကင်းကလေးတွင်လဲမိုးကြော်စိုက်ပျိုးရေးအလုပ်သမားဝင်လုပ်ခွင့်ရသည်မတ်ပြုံးကအောင်စိုးဦးအပါဝင်သားသမီး၃ယောက်ရှိသည် အောင်စိုးဦးအောက်ကစန်းထုတ်ဝင်းကငါးရန်ចောင်းတာ နှွေတုံးကရက်ွက်ထဲကဗီဒီယိုပြသသည့်ယုံမှာရေခဲတို့သွားရောင်းရသေးသည် သူ့အောက်ကဇင်မင်းကျူကတဒန်းကျမ်းမာရေးမကောင်းအစုံနာယောဂကုနေရသည်တဒန်းကြသည်လက်မောင်းလေးတွေကတစ်ချက်လုံးပဲမပြေးခြင်းမနဲ့အိယာထားသည့်နေပင် အော်ငူတတ်သည် ကလေးသာဆိုတော့လေအတန်က လူကြီးအတန်သူ့အမေပြောဆိုပုံအတိုင်းလိုက်နေသည်လိုက်ပြောသည်မျက်နှာကလည်းကလေးမျက်နှာမျိုးမဟုတ်ရင်နေသည် သူ့အမေကလည်းအိတ်ချိန်အလုတ်သွားချိန်မှလွဲ၍ပါဇက်ကတွတ်တွတ်အခုတန်ဘုတ်တီဓမ္မတချင်းဆိုသည်တော်တော်ကြာဗီဒီယိုအကြောင်းပြောသည်ဈေးအကြောင်းရက်ွက်အကြောင်းမောင်နှမတွေအကြောင်းမိဘလင်သားအကြောင်းဆွေမျိုးတွေအကြောင်းပစုံတောင်မှတယုံမှအကြောင်းအင်ကိုအဖို့အပေါင်းခေါ်၍ပြောသည်မလာလျင်သူကသွားပြောသည် အိမ်မှာလဲစံထုံဝင်ဇင်မင်းကျူတို့နှင့်ပြောသည်ပြင်းတလာတော့မမေးနှင်းအိုတိုက်တာတပြက်စီလဲတာ အိမ်ရှင်းတာအဝိရှော်တာမတွေ့ရသလားရှော်တော့လေစုလျှော်သည် ရေထည့်သောစင်အိုးနှအိုးရှိသည်အဝီစီးရေဆက်အိမ်မှရေပိုင်းနှင့်ရေလာထည့်လျင်တခါတလေတအိုးထဲသည်တခါတလေတဝက်စီထဲသည်အိမ်သားရေအိုးထဲလည်းရေမထည့်တခါမှမထည့်မိမသားတံမဲ့ပဲပြုတ်ရောင်ကပြန်လာလျင်ပဲဖြစ်ဖြစ်ပစုံတောင်ကို အထည်ပို့ပြီးပြန်လာလျင်ပဲဖြစ်ဖြစ်ဈေးကအပြင်ကကိစ္စတခုခုနဲ့ပြန်လာလျင်ပဲဖြစ်ဖြစ် ဇက်ကတတွတ်တွတ်ပြောရင်အိမ်သာတန်းဝင်သည်ဟဲရေးကလည်းမရှိဘူးတော့သူ့တန်းကြမှဒီဘက်ခန်းကအိမ်ဟာမောင်ဖုံးမြင့်တို့ကရေးမရှိတော့ကြောင်းသိရသည်ထဲ့သလားမထဲ့ပါတီအတိုင်းအပေါ်ပါသွားပြီးပြန်ထွက်လာတတ်သည် ကလေးသွားလျင်လဲဝစ်ကြီးတန်းကြီးအိမ်ရှိစင်အိုးတွေကရေးတစ်ခွက်သွားခတ်ပြီးလောင်းချသည်ပြီးပြီမနက်မိုးလင်းလျင်အိမ်သာရေးထဲရသည်ကဒီဘက်ခန်းမှအိမ်ဟာ သူတို့ထက်လည်းအသက်ကြီးသူ မောင်ဖုံးမြင်တနေ့လုံးတော့ဘယ်ဆောင်ထဲနေနိုင်ပါမလဲအလုတော်ရသေးသည်ဖေအောင်အောင်ဆုံးညမင်းများပြီးအိမ်သာထဲမှာအန်းထားတာမှတ်မိလားတန်ရင်ကကောင်းလေးကဒီမနဲ့စောစောမှာအောင်စိုးဦးကိုမေးနေတာ မောင်ဖုံးမြင့်အိယာတွေကကြားရသည်အေးအဲ့ဒါဘာဖြစ်လဲဒါပဲကြားရသည်ကိုအံဘတ်ကိုစေးဖို့တာဝန်မသိအိယာကထပြီးမောင်ဖုံးမြင့်ရေဆွဲရေထင် တန်ရှင်ရေးလုံနေတာနောက်ဖေးတကားဝမှာလုံကြီးကိုခြုံရွေးရက်ပြီးကြည်နေသည် သူနဲ့ဘာမှမဆိုင်သလိုပြီးတော့အိမ်ရှိစင်အိုးမှာရေသွားချိုးတာတွေ့ရသည် ရှေနောက်မချမ်းရေကလည်းမရှိရေသုံးကလည်းကြမ်းကျင်သည်သူတို့အတွက်တော့အပန်းမကြီးရေကုန်လျင်မောင်ဖုံးမြင့်တို့ရေတိုင်ကြီးသုံးလုံးကိုမျက်ဆောင်ထိုးသည်ရေနေနေယူမယ်တော့ဟုတော့ဝိကြည်တန်းကြီးပြောပြီးခတ်ယူတော်သည်အဲ့ဒါကမပြုံး ရေယူသည်အဝေလျှော်သည်ခြိုးကြသည် တကားဖွင့်လာလဲကြံလိုက်တာမောင်ဖုံးမြင့်တို့ဖျားစင်ရိုက်ထားသောနေရန်ပင် တုံဟီးသွားသည်တခါတရံထိုနေရန်ပေါ်တွင်ရေလဲပိုင်းလုံးကြီး အတွင်ကန်ပေါင်းပြီးဗရာစီယာလာလှမ်းတင်ထားတတ်သေးသည်ဝဲပါလားဝါယာကြိုးလေးနှစ်ကိုက်သုံးကိုက်လောက်ဝဲပြီးလျှက်စင်မီးဖို့ကို မီးဖို့ခန်းတဲ့ရွှေပါလားမဟုတ်ပလက်ပေါင်းနှင့်အနီးဆုံးနေရန်နာမှာမီးဖို့ကိုကြိုးတူတူနဲ့ထားပြီးချက်ကြသည် ထိုနေရာမှာမောင်ဖုံးမြင့်တို့ဧကန်ဖရာစင်အောက်တည်တည်နေရန်တစ်ချက်ချစင်ကြီးဘုံရက်ွက်ဆိုတော့ညာဘက်မိခနာခနာပြက်သည်မိမလာမှစူကြပူကြဖျောင်းနိုင်တတိုင်းပြေဝဲကြ။အိုးမိကျင်လေခနာလားလာပြီဆန်းထိုဝင်အဲ့ဒါကမိပြက်သည်ညာတိုင်းဝဲထားပါလားတစ်သားမိကျင်လေတလုံးလားမဟုတ်မဝဲကြအပြင်းသွားဖို့မိုးရွာနေရင်လေထီခနာလောက်ငားပါအောင်ဆိုတာ ခဏခဏသူတို့အိမ်ကန်းကိုမောင်ဖုံးမြင့်ငှားတော့ကစပေါ်2000ခွေအိမ်လားက300မီတာကတယောက်တဝက်တည်းစာချုပ်သည် စပေါ်ရတော့ဖွာရကျဲနေသောခေါင်းမိုးကိုသွတ်ပြအသင်မိုးပေးသည်အိမ်ရှိအတက်စင်းစင်ကလေးကျိုးတို့ကျဲတဲ့ရိုင်းနေနေဖြစ်နေတာတောင်ပြင်မပြီးအိမ်သာတော့အသက်ဆောက်ပေးသည်အိမ်သာကဝါထရံအစာတွေကြတော့လေတန်လျင်ကကောင်းလေးကအိမ်သာဝင်တိုင်းချိုးဖဲ့ပြီးဆက်ကူအစာသုံးနေတော့ကြာရင်ကုံတော်မီ တရင်စာမယူ ပလာစာအုပ်မရှိပလာစာအုပ်အဟောင်းရှိတော့လေစံထုတ်ဝင်းတို့ဇင်မင်းကျူတို့ဟာတွေကလားဆိုင်မှာရောင်းစားသည်စာအုပ်စာရွက် စာတန်းအဟောင်းမရှိရင်လေရေးသုံးပါလားခုတော့ဒုံမှားတယ်ဒုတ်သုံးရမှားတယ်တွားကောက်ပါလားလမ်းမှာဒုတ်တူဒုတ်ဆဝတ်ချမ်းပြခုတော့အင်သာနေရန်ထရန်ကဝါးစားတွေကို နေ့စဉ်ချိုးဖဲ့သုံးနေတာကောင်းမလား thank you အပြုံကတော့တကယ်ကိုမလွင်လာကုံ၌အိမ်လာက300ပေးပြီးတပတ်မြအကြာဆိုလျင်နောက်လာအတွက်အိမ်လာကကြိုတင်းဟူဆိုကပေးပါအောင်တရားပေးပါအောင်90ရှိနေရင်တော့အကြောင်းမဟုတ်။မောင်ဖုံးမြင့်မှာကလည်းလာစာနဲ့မိသားစု၃ယောက်စားရေးတောင်ရေးကမနေရုံကန်နေရတာ။မရှိလို့မရှိဘူးပြောတော့ပညာပေးသည်။ဒီဘက်ခန်းကကက်ဆက်ဖွင့်တခြင်းနားထောင်နေလျင်ဆက်ကိုကြမ်းကြမ်းချုပ်သည်။ မနက်အိမ်နေတော့ခေါင်းရင်းကျန်းပြင်မှာဇင်မင်းကျူလေးကတဒုံဒုံမြီအောင်ခောက်တုတ်ခောက်ပြန်ပြေးနေတာမတားမောင်ဖုံးမြင့်ကအိမ်ရှိကံဖရာစင်အောင်ကျန်းပြင်မှာအိတ်တာသူတို့အေးရထားချင်းဖြားရီလိပ်ပြီးကျန်းပြင်ကိုဆောက်ဖုံးခါကြဘူးခါရာကလည်းတဒုံဒုံမီတာကဖြတ်ပိုင်းလာရင်50ချက်ကြာသည်ဆိုပါတော့အမကြီးမီတာက19ရက်နေနောက်ဆုံးဆောင်ရမယ်ပေးအပြုံဤအတန်းပေးပြီးတော့50ချက် ူကတဝက်မထုံဒီဘက်ခန်းအင်ငါးကအပြေပြီလကုံအင်လားကပြီးတော့မှ25ချက်လျှော်၍သူ့ကိုပြီ မောင်ဖုံးမြင့်ဇနီးကတော့ကြည်၍ခန်းနေရရှားသည်မိသားသူချွေးနေစားလေးဆိုပြီးအဖြူအမဲနှစ်ပွန်အမျိုးအစားဆက်လေးလက်မှယုံမြင့်တန်းချဆက်ကလေးဝဲပြီ မောင်ဖုံးမြင့်တို့အပြင်းပြေကြည်ကြသည် သူတို့ကို လာကြည့်ချင်းကြည့်ဖို့တကားဖွင့်ပေးထားသည် ဖြာခင်းပေးထားသည် အောက်ကြတယ်လို့များထင်လို့လားဘာကြောင့်လားတော့မစိုးတန်း အငယ်ဆုံးစင်မင်းကျူလေးမှလွဲ၍တရောင်မှလားမကြည့်စင်မင်းကျူကလည်းလာတော့ကောင်းကောင်းထိုင်မကြည့်အိမ်ခန်းထဲဝင်သည်မိဖို့ကြောင့်ဝင်သည် ကစား၍ကောင်းသောအသေးမွှားလေးများတွေ့လျင်လက်ဖွားလေးမှဆုပ်၍ဖွက်ထားတတ်သည်မောင်ဖိုးမြင့်တို့ဘာမှမပြောပါစင်မင်းကျူလားမကြည့်သည့်ညာမျိုးဆိုလင်စန်းထိုဝင်းကနောက်တလို့ပြောင်းတလို့နှင်းပင်မမိခလုတ်ကိုရုတ်တရက်ထားပိတ်ပြတ်တတ်ပြီး ။အော်မတော်လို့မတော်လို့ကတော်ကတော်ဟုဩကာပြန်ဖွင့်ပေးတတ်သည်။ဖိုးတင်အေးကတော့ညာညာအိယာဝင်ဖျားရှိခိုးချင်းတော့မှန်တတ်သည်။ငါးပါးသီလခံတော့အစီအစဉ်တွေရှေ့နောက်ပြောင်းပြန်။နတ်လူပြမတတဝါအလုံးကျမ်းမာချမ်းသာကြပါစေမေတ္တာပို့တာကတော့မပြတ်သူဖះရှိခိုးပြီးခဏအကြာသူ့အကိုပဲလော်မှုပြီးအိမ်ပေါ်တက်လာတော့မအီနှမနှင်းဆေးရပြန်တော်သည်ဟေးကောင်ငမူ ဒီအိမ်မှာမင်းအကြီးဆုံးအတုံးမကြဆုံးအိမ်ရောက်ပြီးဝေစုဖွဲ့ပြီးစီးပွားရေးလုပ်အောင်မတဲ့ဟဲ့ကမြဲမြဲမှတ်ထားငါမသိမချင်းဒီအိမ်ကိုဘယ်တော့မှမရောက်ဘူးဘယ်နှစ်သိမ့်ရရမရောက်ဘူးမှတ်ထား တခါတခါမှတ်ပြုံးတဲ့စကားများတော့လေအမကိုဘာပြောလဲဆိုတော့မတာမတောက်ကမ်းမနောက်တင်ယူပြီးကလေးတွေခွေးဖြစ်အောင်လုပ်ဖို့တာဆူနေတဲ့ကောင်းမမှတ်ထားနင့်ကိုဒီအိမ်ရောက်ဖြစ်ရင်လေဘယ်တော့မှအဝေးစုမပေးဘူးဆိုတာမှတ်ထားတယ်။စင်ချေဘုံရက်ခွက်ကလေးဆိုပေမဲ့ပြင်တောင်သွမုံမိပါတီအိမ်လေးဆိုတော့သူတို့စိတ်ထဲစေသိမ့်ပတ်ဝန်းကျင်မှန်ထားဟန်တူသည်။တစ်တွေကတော့မကောင်းတော့မိကျွမ်းတစ်တွေ ဟိုတစ်ချိန်မောင်ဖုံးမြင့်တို့လာမနေမီ၃နှစ်လောက်ကသူတို့တအိမ်နဲ့မီးလံဘူးသည်တဲ့မီးလောင်ဘူးသည်တဲ့အရက်ကနိုင်၍မီးငိမ့်သွားပြီးသူတို့တလအပြစ်ဒဏ်ခံရဘူးသည်တဲ့စိတ်ထိခိုက်စရာလူမှုရေးအရာတွေးစာကြည့်မိသည်အိမ်ပိုင်းမြေပိုင်းရှိသည်ကလွဲ၍မိပါမဲ့အုတ်ထင်းသူကင်းမဲအိမ်တော်ဦးစီးကင်းမဲ့သောတနာစရာမောင်နှမတို့တွေပါလားစီးပွားရေးကလည်းမပြေလည်ကြရှာ ရက်ကွက်မှာလူမှုပတ်ဝန်းကျင်မှာအားငယ်စိတ်မခန့်ကျင်စိတ်ကလေးတွေရှိနေကြရှာသော မောင်နှမများဘဝအပေးချိန်လေးကဒီလိုဖြစ်လာတော့လဲသူတို့စိတ်နေစိတ်ထားတွေတွင်ပြင်လက္ခဏာတွေပြုမှုကြင်ကြံနေထိုင်ပြောဆိုပုံတွေကအယောင်သွေးတစ်မျိုးဖြစ်ကောင်းဖြစ်နေပေလိမ့်မည်မနက်အေးရထားရေမိုးချိုးဈေးသွားပြီးလွယ်အိတ်လွယ်ကအိမ်မှထွက်ညမိုးချုံမှအိမ်ပြန်ရောက်လာတာကမောင်ဖုံးမြင် သူတို့နဲ့နေစဉ်ထိတွေ့ခံစားနေရတာက မောင်ဖုံးမြင့်ဤဇနီးနဲ့သာတီတော့မိသားစု၃ယောက်စုံစည်းမိချင်းတနင်္ဂနွေနေ့မျိုးမှာတူတူတက်တာကြည်ရွေဆွေးနွေးကြသည် ကျမလည်းကိုချင်းစားပါတယ်ကျမတို့သာ သူတို့လိုဘဝကကံပေးခင်သူတို့လိုဖြစ်နေမှာပဲဒါကြောင့်ตาလေးကိုလည်းဖြောင်းပြရတယ်ตาရေသူတို့တနာပါတယ်လို့ตาကလေးဆိုတော့တခါတခါလဲဒေါသထွက်တာပေါ့ ဒါပေမဲ့တားကနားလေခွင့်လွတ်တတ်ပါတယ်။ဒါကြောင့်လေဒီကပြောင်းတဲ့အထိသူတို့ဘာမှမပြောဘူးလို့ဆုံးဖြတ်ထားပါတယ်။ဇနီးတဲကမောင်ဖုံးမြင့်ကို ပြောသည်။တားကလေတားတို့ကအိမ်ငါပဲဖိဖိရဲ့သူတို့ရက်ကွက်ထုံးစံအိမ်ရှင်အိမ်ငါစာချုပ်ချုပ်တုန်းကသူတို့လမ်းထဲကလူကြီးတယောက်ပြောတာတားမှတ်မိပါတယ်။ပြောတော့မောင်ဖုံးမြင့်ကပါများပါလိမ့်ဆိုပြီးမေးမိသည်။အင်ရှင်နဲ့အစဉ်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေ အင်္ဂါတွေဘက်ကမပျော်ချောင်းလာပျော်ချောင်းလာပျော်ရင်6လတနည်းစာချုပ်ဆက်ချုပ်ရမယ်ဆိုတာလေးတယ်။ตาပြုံမှမောင်ဖုံးမြင့်ပြုံမီသည်။အင်္ဂါဘဝပြန်တွေးစာကြည့်တော့သူတပါအရေးအာဝါတာမှာပျော်6လဆိုတာရှိနိုင်ပါမလား။ဟော အခုပဲလော်တာမကဟိုကောင်လေးအောင်စိုးဦးပါတောက်တက်လာပြီ။အိမ်သားထဲမှာ အန်တက်လာပြီ။နေ့စဉ်အိမ်သားစီအိမ်သားရေအိုးရေဖြင်းနေရတဲ့အင်္ဂါတယောက်ရဲ့ဘဝကိုလည်း ငယ်သူကြီးသူအသားထားအင်ကြီးရှင်များတနာညာတာတကြပါစီစာဝင်လံအမှတ်56ဇွန်လ1994ရွှေမြူတင်အပိနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်